ိုင်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သွားလိုက်ပါတယ်တကယ်ချင်းလို့ဆွေတော်မျိုးတော်အပေါင်းကျမချမ်းသာကြပါရဲ့လားဗျာကျမပါစေလို့ဆုတောင်းပါတယ်နော်တကယ်ချင်းနေဆွေတော်မျိုးတော်တွေရဲ့ပို့သားတဲ့မေတ္တာတွေကြောင့်တောင်းဆိုတွေကြောင့်ကျွန်တော်တို့နေထိုင်ပြန်ကောင်းလာပါပြီ ေကောင်းသွားပြီဆိုတော့သုံးဆောင်တိုင်းပေါ့ဗျာအိမ်မလေးတယောက်တည်းအထီးကျန်နေတယ်စကားပြောဖို့လည်းမရှိဘူးအတီးတော့ပြောစီရစကားတွေစိတ်ကျမ်းမှပြောကျင်တာလေးဒီအာဂူလိုမျိုး channel လေးတစ်ခုလုပ်ပြီးတော့ကိုရဲ့ထွေကြုံလေးတွေကိုပြောကျင်တဲ့စကားလေးတွေပြောတာပေါ့ဗျာ တော့နောက်တော့တငယ်ချင်းတွေတော့လဲစစုံတစ်ခုအာတိပညာလေးရသွားခြင်းပဲရသွားမယ်ပေါ့နော်ရသွားရင်လဲဒါမှမဟုတ်လဲအပြင်းပြေပေါ့နော်ဟောဒီနေ့တငယ်ချင်းတွေကို sharing လုပ်ခြင်းနဲ့မျှဝေခြင်းနဲ့ဟာကတော့ကျွန်တော်ရဲ့ဦးလေးကျွေးစုရှင်ဦးလေးသူရဲ့ဘဝမှာ သူတွေ့ကြုံခဲ့တဲ့မင်းစားဆိုတဲ့ဟိုအကောင်ပေါ့ဗျာဘာပြောမလဲမင်းစားပေါ့သူကတော့မင်းစားလို့ပြောတော့ပေါ့အဲ့ဒါတရေလားတစီလားဘာလားကျွန်တော်လည်းမသိဘူးကျွန်တော်လည်းမတွေ့ဘူးဒါပေမဲ့သူကြုံတွေ့ခဲ့တဲ့အားလေးကိုသူပြန်ပြောပြတာလေဒါလေးကိုကျွန်တော်ဒီကနေ့ကျွန်တော်မဲဆွေတငယ်ရေးလို့ကျွန်တော်မျှဝေခြင်းနဲ့ တော့ဒါကတော့ကြာခဲ့ပါပြီဗျာဥနေဝင်လက်ထပ်ပေါ့ဗျာနော်သူတို့ငယ်စဉ်ကလေးကျွန်တော်ဦးလေးဟိုရွယ်ကောင်းနေတဲ့အချိန်မှာပေါ့အဲ့တော့သူတို့ကတငယ်ချင်းတွေနေတဲ့ဒီကုတ်လက်ကိုသူတို့တွားကြတယ်ပေါ့ဗျာတွားကြတော့အဲ့မှာပစ်ကနစ်လုပ်တယ်ပေါ့ဗျာပစ်ကနစ်လုပ်တယ်ဆိုအဲ့ဒီချစ်ခဲအဲ့ဒီခါကဟိုမီးရဲ့ဘာရဲ့ညာရဲ့ဆိုကင်းဆောင်ရတာရှိတယ်ဗျာ တော့သူတို့အဲ့ဒီကိုဦးလေးရဲ့မိတ်ဆွေတငယ်ချင်းကကိုတလေးမှညီတယ်သူတို့မှခြံလဲကြက်ကြဲရှိတယ်အဲ့တော့ဒီကနေပြီးတော့ကတော်ရီကျွန်တော်အဖေတွေပါလေအားလုံးပဲအဲ့ချိန်တော့ကျွန်တော်တို့ကျွန်တော်တော့မမွေးသေးပါဘူးဗောနော်ကျွန်တော်အဖေတွေလည်းအိမ်အောင်ကြကစားအယူရပေါ့ဗျာဟိုအယူရသူတို့အယူရကောင်းနေအချိန်ပေါ့ဗောနော်အဲ့တော့ တို့တွားကြတာပေါ့အဲ့ဒီချိန်တော့ဟိုကျွန်တော်တို့ဘာပြောမလဲကတ်ဆတ်ပေါ့နော်ဒီတိတ်ခွေထည့်ပြီးဖွင့်တယ်ဒီလက်ဆွဲကတ်ဆတ် national ကတ်ဆတ်လို့ကတ်ဆတ်လေးတွေစပြီးတော့ပေါ်ခါစားအချိန်ပေါ့အဲ့တော့အဲ့လိုကတ်ဆတ်ရှိတဲ့အိမ်ကရေးလဲ popular ဖြစ်တော့အခုလို iPhone တွေဘာတွေကင်တယ်လို့ပေါ့ဗျာတို့ဘယ်သွားသွားတို့အဲ့လိုကတ်ဆတ်ကလေးဆွဲသွားတော့ပေါ့ တော့ကျွန်တော်ဖေရရဲ့ခေခါဒီကျွန်တော်တို့ကလာတချင်းတွေပေါ့ဗျာတည်ရမလားရှိုးလေးတို့ဗာလေးတို့ညာလေးတို့ဗာလေလက်ဖီတို့ဗာတို့သူတို့ပြောတာပေါ့ဗျာအင်္ဂလိပ်အဲ့ဒီကျွန်တော်ဦးလေးတွေငယ်စဉ်ကပေါ့ဖြစ်ခဲ့တဲ့တချင်းတွေပေါ့ဗျာသူတို့ကတော့ကလာတချင်းတွေပဲနားထောင်တဲ့လူတွေဆိုတော့အဲ့လိုမျိုးပေါ့နော်ကလာတချင်းခွေတွေယူသွားတယ်အဲ့တော့ channel မှာဖွင့်ကြတယ်စားကြတောက်ကြတော့ညာဘက်ကြတော့ဟို မိုးသွင်းလည်းမဟုတ်ဘူးညာတိတယ်မလားအခြေအနေကအနွေဆိုတော့အပြင်မှာချန်ပီယံဒီလိုသူတို့ကဟိုဒီအိုရင်းတွေကဘာလဲဆိုတော့ပြောသူတို့ချန်တယ်မှာသူတို့ကသူတို့နောက်ပေးမှာအဲအတီးရွတ်ဘာညာတရကစိုက်ပြိုးထားတဲ့စိုက်ခင်းလို့ဘုံမှာမရှိဘူးအဲ့တော့ဦးလေးတဲ့တော်ရီကလည်းလလည်းတားရတယ်ဗျာလူရည်ကြီးလည်းဖြစ်တယ်လလည်းတားရတယ်ဆိုအပြင်ဘက်မှာသူတို့ဖြာခင်း နှစ်ဖက်တုတ်တွေပါရဲ့အလုံးကဆက်တွေဖွင့်ပြီးတော့မှအာလာပါတာလာပါတို့တင်ရင်းရဲ့စကားပြောကြတယ်။ဟိုဦးလေးကအဲ့ဒီနေ့ကျသူကသူ့ရဲ့ဒီသူကအဲ့ဒီမှာစေအိမ်မူလို့စေအိမ်ကောင်းလို့ဆိုတော့ဗျာသူတို့အချိန်ည7နာရီဆိုရင်သူတို့ရက်ကွက်မှာထွက်ပြီးတော့ရက်ကွက်ဒီစေအိမ်မူတွေစေအိမ်ကောင်းတွေဘာတွေညာလေးကထွက်ပြီးတော့ကင်းနေရတဲ့ထုံးစံပေါ့သူတို့ရက်ကွက်ရဲ့ အနေထားပေါ့ဗျာတို့ရဲ့စီကန်းနေမှာပေါ့နော်အဲ့တော့ဟောအခုကျွန်တော်အနေနဲ့ရတာဒါတွေကိုကျွန်တော်လည်းမသိဘူးဦးလေးပြန်ပြောပြတာတော့အဲ့ဒီသူ့ရဲ့တငယ်ချင်းကပေါ့ဗျာဦးလေးရဲ့တငယ်ချင်းကအချိန်ကျတော့ဟေးကျွန်တော်ဦးလေးဆိုတော့ဘာဘူးရောက်ခေါ်တယ်ဘာဘူးရေးမင်းတို့လုံးနေကြအောင်ငါပြန်လာခဲ့မယ်ပေါ့နော်ကင်းလဲရမယ့်အချိန်ရောက်ပြီပေါ့ငါကင်းသွားလှည့်ခဲ့အောင်မယ်ပေါ့အဲ့တော့တမီးရဲ့ဒုတ်ရဲ့ယူပြီးတော့သူကထွက်သွားတယ် ဟာဦးလေးကအေးဗောအိမ်တော်ဘေးမှာသူတို့လုံးပွဲလန်းလုံးနေကြတာအဲ့ချိန်မှာဟိုဦးလေးကဘလို့ပြောမလဲစိတ်ထဲမှာဗျာအင်းရှင်မရှိတော့ဗျာသူ့မှာတာဝန်တစ်ခုလို့ဖြစ်သွားတော့ဗောဟိုအင်းရှင်ကအိမ်ကနေပြီးတော့အပြင်ထွက်သွားတယ်အင်းရှင်မိသားစုဒီကြံခဲ့တဲ့မိန်းမတွေကလေးတွေ ਨੇ ကျွန်တော်အတော်ရီနဲ့ဘာရီနဲ့နောက်ဖေးနောက်ဖေးဆိုတာအိမ်ရဲ့အနောက်ဖေးခြံထဲမှာအတော်ဦးလေးကတငယ်ချင်းသူ့တငယ်ချင်းကိုနှုတ်ဆက်ပြီးတော့သူကခြံအိမ်ထဲမှာပဲပလက်ကလာတိုင်းမှာတော့ထိုင်နေတော့ပလက်ကလာတိုင်းမှာထိုင်နေရနေပြီးတော့သူအိပ်ပြောတယ်လို့မိန်မောတယ်လို့ဘာတကူသူဖြစ်သွားတာအမေသူပြောတာသူ့အာယုံမှာတော့သူကအတိရှိတယ်တဲ့ ပြီးတော့ဒီတငယ်ချင်းကလည်းဗမာတငယ်ချင်းပြဗုဒ္ဓဘာသာသူကဗမာအော်အဲ့မှာဖျားစင်လည်းရှိတယ်အဲ့ဖျားစင်ရဲ့ဖျားစင်ရဲ့တပတ်ချမ်းပေါ့ဗျာမြန်မာချင်းဆိုင်ပေါ့နော်ဖျားစင်ရဲ့တပတ်ချမ်းအဲ့မှာတော့အိုရင်းလှုပ်ထားတာဟိုထိုင်တဲ့ဒီပလက်ကလတ်တိုင်းလည်းရှိတယ်ဘူးလီအိုင်ပလက်ကလတ်တိုင်းမှာထိုင်လိုက်တော့ထိုင်တော့ဒီပခုံးပေါ်စပြီးတော့ဘူးလီအိုင်တည်နေရတယ်တူကသူထိုင်လိုက်တာလည်းကိုသူ ိတ်ပျော်သွားတယ်လို့လို့ဘာလို့လို့ဘယ်လိုပြောမလဲဆိုခန္ဓာကိုယ်ကလှုပ်ရှားလို့မျိုးကျွန်တော်တို့ဘလူးစီးတယ်လို့ပုံစံတမ်းမျိုးဖြစ်ဖူးကြမယ်တကယ်ချင်းနေလဲဖြစ်ဖူးမှာပေါ့နော်အတိရှိတယ်ဒါပေမဲ့ခန္ဓာကိုယ်လှုပ်လို့မရဘူးအဲ့လိုဖြောက်သွားခြင်းပါအဲ့ဒီပေါ်ကိုစပြီးတော့ဆင်းလာတာစင်းလာစင်းအောင်မြင်နေရတယ်တဲ့မဲမဲအကောင်စပင်းရှိရှိနေတယ်စပင်းကတော့လို့ရှိတယ်တဲ့ သူ့ဇပင်ကသူ့ရဲ့ဒီခြေတော်အောက်ထိရောက်တယ်အမွှေးဆုပ်ဖွားတယ်လို့ဇပင်ဆုပ်ဖွားအရှင်နဲ့လူကောင်ကတော့ဒီအိုရင်းလောက်ပဲရှိမှာပေါ့တထွားပေါ့အကောင်လေးကတထွားလောက်ပဲရှိတာတဲ့ဒါပေမဲ့လူလိုမျိုးတော့ဒဇာမျိုးတော့မဟုတ်ဘူးဘာဘာပြောမလဲဆိုတော့ဗျာရှင်မျိုးမျိုးပေါ့နော်ရှင်မျိုးမျိုးငရှင်လိုလိုရှင်လိုလိုပါလိုလိုပေါ့နော်ရှင်မျိုးမျိုး ခေါင်းကဇမင်းရတယ်လို့စုပ်ဖွားနေမျက်လုံးတွေကနီနီရဲရဲနေဒါပေမဲ့လက်ကလေးတွေကလည်းအဲ့လိုမျိုးပဲရှင်းလက်ကလေးလိုတိတိလေးတွေဒါမဲ့ရှင်းတော့မဟုတ်ဘူးသူကရှင်းတော့မဟုတ်ဘူးအမီးထဲမှာပေါ့လူလိုပဲဆင်းလာတယ်ဦးလေးကလည်းလှုပ်လို့မရအောင်ဦးလေးကကြည့်နေတယ်သူဒီပေါ်ကနေပြီးတော့ဆင်းသွားတယ်ဆင်းသွားပြီးတော့ဦးလေးပေါ်ကနေပြီးတော့သူဆင်းသွားတာအောက်ကို စင်းမပြဦးလေးကိုပြန်လှည့်ကြည့်တယ်ဆိုတဲ့ချက်လှည့်ကြည့်ပြီးတော့တဲ့တဲ့ခါထောက်တယ်တော့ခါထောက်ပြီးတော့သူဘယ်လိုပြောမလဲတော့ဦးလေးကို site ကြည့်နေတော့ဦးလေးကလည်းဘာမှလုပ်လို့မရငြိမ်ပြီးတော့ကြည့်နေတာပေါ့နော်အဲ့နဲ့ဒီဘက်အခန်းဒီဘယ်လိုပြောမလဲဖျားစင်ပြောတာဒီဘက်အတွင်းခန်းရှိတယ်ပေါ့ဗျအဲ့ဒီအတွင်းခန်းဘက်ကိုဝင်သွားတယ်အဲ့ဒီချိန်ဒီဦးလေးကလှုပ်လို့မရဘူးငြိမ်ပြီးတော့နေနေ တော့အတန်အတွင်းကမှနည်းနည်းဒီလိုပြောမယ်ဗျာတခုခုကိုကြောင်နေပါလိမ့်မှွေးဒီလိုအတန်တစ်မျိုးကြားတော့ဘူးဦးလေးကြားနေတယ်အဲ့ဒါပြီးလဲပြီးတော့ဒီကောင်ကပြန်လာတာပြန်လာပြီးတော့ဦးလေးကိုတဲတဲ့သူပြန်ကြည့်တယ်ပြီးတော့ပြန်တတ်တယ်ဒီဒူးကောင်ပေါ်တတ်တာဒူးကောင်ပေါ်နေပြီးတော့ဒီဒီအင်းကြီးဒီနေရာကိုဆွဲတာလေဦးလေးဒီအင်းကြီးဒီနေရာကိုဆွဲတာဆွဲပြီးတော့ပြန်တတ်တယ်ပခုံးပေါ်ဦးလေး ပြန်တက်တယ်ပခုံးပေါ်ပခုံးကနေပြီးတော့သူထွက်သွားတာအဲ့လိုမျိုးပြီးတယ်ပြီးတော့ဦးလေးဒီလိုတတိပြန်ပြီးတော့လန့်လန့်လို့ဆိုပြီးလန့်သွားတော့လန့်လန့်လို့ပြီးတော့ဦးလေးကထိတယ်ဆိုတော့တကိုယ်လုံးချွေးတွေထွက်တယ်အဲ့မှာဦးလေးကငါဟုတ်ကောဟုတ်ရတာပေါ့နော်ဒီလိုမျိုးဖြစ်ထားတာအမှန်ဟုတ်ကောဟုတ်ပါမလားပေါ့နော်အဲ့လိုဖြစ်နေတော့သူကအာငါအိပ်ပျော်ပြီးတော့ ဖြစ်တာနေမှာပေါ့ဗောစိတ်ထဲမှာပဲထားလိုက်ဒါပေမဲ့တော့တငယ်ချင်းကိုတရားကြတော့ပြန်ပြောပြတယ်ဒါကပြီးွားရောဖြစ်ပြီးပြီပေါ့ဗျာသူတို့လည်းအဲအဲ့လိုမျိုးမနက်မိုးလင်းတော့အိမ်အိမ်ပြန်ကြပြီပေါ့နောက်တော့ကြုံတော့ဦးလေးကတငယ်ချင်းကိုပြောပြတယ်အမေအိမ်ကလာတော့ပေါ့နော်အိမ်ကြီးကဒီလိုဒီလိုပဲတငယ်ချင်းကိုပြောပြဖြစ်ခဲ့တော့တငယ်ရဟုတ်တယ်သူ့အိမ်မှာမှင်စာနှစ်ကောင်ရှိတယ်အဲတကောင်ကတော့နည်းနည်းစိုးတယ်တဲ့ ။တကောင်ကတော့ကောင်းတယ်လေ။ तू ကလူဟိုအန်ဒီရဲတော့မပေးဘူးပေါ့နော်။ဒါပေမဲ့တစ်ခါကကြာရင် तू အဲ့လိုမျိုး तू တွားနေကြ तू တွားလိုက်လာလိုက်လုံးတဲ့လမ်းမှာရှိနေမင်းတို့ तू orin လုံးတယ်ပေါ့နော်။အော်ဦးလေးအရှင်တော်ငါထိုင်နေတဲ့နေရာကပလက္ခဏာထိုင်မှာထိုင်ရတော့ဒီပလက္ခဏာထိုင်နေရာကဒီကောင်တွားနေကြလာနေကြနေရာဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်နေမှာပေါ့ဆိုသူက မပြောကြဘူးပေါ့နော်ငါတော့ထိုင်နေတယ်ဒါပေမဲ့ငါနေတော့တစ်ခါမှမကြုံခဲ့ဘူးပေါ့နော်ဟိုမင်းထိုင်နေအချိန်မှာအဲသူဖြတ်သွားဖြတ်လာလောက်တဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့ဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒီမင်းစားနှကောင်ရှိတယ်ဆိုတာကတော့အာသူ့အိမ်မှာမင်းစားနှကောင်ရှိတယ်ဆိုတော့အင်ရှင်ကိုတိုင်းပြောတယ်အာသူလည်းတွေ့ဘူးတယ်ပေါ့ဗျအင်ရှင်ကလည်းသူကိုတိုင်းလည်းကြုံဘူးတယ်တွေ့ဘူးတယ်ပေါ့ဟိုအင်ရှင်ကအတွေ့အကြုံတော့မပြောပြခဲ့ဘူး ဒါပေမဲ့အင်ရှင်ကိုနိုင်ကတော့ဒီမင်းစားဆိုတာရှိတယ်ပေါ့ဗျာဟိုဦးလေးကတော့သူမြင်တဲ့ဟာကိုသူ sharing လုပ်တော့ပြန်ပြောပြတယ်ပေါ့နော်အင်ရှင်ကတော့လက်ခံတယ်သူ့အိမ်မှာမင်းစားနှောင်းရှိတယ်ဆိုတာမှန်ကန်တယ်ပေါ့အဲကြောင့်ဟိုတုန်းကကျွန်တော်တို့ငွေစင်တုန်းကမင်းစားတို့ဘာတို့ညာတို့ဆိုပြီးမင်းစားဆိုတာဘာကောင်လဲမသိဘူးပေါ့နော်ဟိုဦးလေးကပြောပြတော့မင်းစားဆိုတာက ဟိုရှင်းအောင်အကောင်လေးပဲတဲ့ဒါပေမဲ့လူလူလိုမျိုးပဲမျက်နှာလည်းရှိတယ်မျက်လုံးလေးကညီညီနဲ့ဟိုကိုရင်းလောက်ရှိတယ်တဲ့ကျွန်တော်တို့ငါးပြားစည်းလောက်ရှိတယ်မျက်လုံးလေးညီညီရဲရဲနေတဲ့ပြီးတော့ဇပင်ကဟိုဖွာလန်ကျဲပြီးတော့အဲ့လိုဖွာပြီးတော့အောက်ကိုအရှိကြနေတာတဲ့ပြီးတော့ခန္ဓာကိုယ်ကြီးကတော့မဲမဲကြီးပေါ့ဗျအမွှေးနေတယ်ပေါ့မဲမဲကြီးပေါ့ တော့လူကဲတော့ပဲ6000 2000ချောင်းလက်နှစ်ချောင်းရှိတယ်တဲ့ဟောအဲ့တော့ဒါကမင်စာရဲ့မင်စာရဲ့ပုံစံတန်ကိုအဲဦးလေးတွေးခဲ့တဲ့မင်စာရဲ့ပုံစံတန်ပေါ့ဗျာနော်အဲ့ဒါဦးလေးရဲ့ဖြစ်ရမှဇလန်တစ်ခုအဲ့တော့ဒီနေ့ကျွန်တော်တကယ်ချင်းတွေကိုပြန်ပြောပြတာကျွန်တော်လည်းအဲကျွန်တော်ရဲ့ဖြစ်ရမှဇလန်တစ်ခုရှိတယ် မင်းစားတော့မဟုတ်ဘူးကျွန်တော်တို့ပမာပြီမှာတငယ်ချင်းတွေနဲ့အတူတူချောင်းသာကန်းချေကိုတွားလေတွားလေတော့ကကြုံခဲ့တဲ့အာဇလန်းလေးတခုရှိတယ်အဲ့တော့အရိယာလေးကတော့မင်းစားတော့မဟုတ်ဘူးကျွန်တော်တို့ကတော့ဘာမှလဲတော့ကျွန်တော်တို့လည်းမသိဘူးလူလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်တရေတစီလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်ဘုနော် အဲကျွန်တော်တို့ဖြစ်တာကပဲကျွန်တော်တို့တငယ်ချင်းတွေချောင်းတာမှာအကန့်ကြီးမှာတွားပြီးတော့တွားကြတာပေါ့ဗျာဗမာပြည်မှာရောက်ဗမာပြည်ပြန်စင်အချိန်လေးမှာပေါ့အဲတော့အားလုံးတငယ်ချင်း၄ယောက်ဗျာတငယ်ချင်းယောက်ျား၄တွေပါပဲအဲတော့ညနေမိုးချုပ်သွားပြီး၈နိုင်ခွဲ၉နိုင်ဝင်ကျင်လာတော့ရှိပါတယ်ကျွန်တော်တို့အကန့်ကြီးပဲအမောင်တော့မောင်တော့ချိုးဟိုတယ်ရရတော့ဒီပုံပဲပဲ လောက်တယ်ပဲမဲ့ကျွန်တော်တို့နေတာအဲ့ဒီလိုဈေးကြီးတဲ့ဟိုတယ်မဟုတ်ပြရိုးရိုးကြီးတယ်မလားအဲ့ဒီလိုမျိုးဘယ်လိုပြောမလဲ budget ဟိုတယ်မှာကျွန်တော်တို့ကငှားနေတယ်ဆိုတော့ကမ်းခြေကို7မိနစ်လောက်လမ်းလျှောက်ရတယ်တော့ကျွန်တော်လမ်းလျှောက်သွားကြတယ်လမ်းလျှောက်သွားကြပြီးကျွန်တော်တို့လည်းအဲ့ဒီလိုမျိုးပေါ့ကိုရကိုလပေးဟိုဘူးလေးနဲ့ထည့်ပြီးစားစရာလေးပဲလို့ဘူးနဲ့ကမ်းခြေနဲ့တွားပြီးအဲ့မှာရှိတဲ့ဟိုနေရာတနေရာကောင်းလေးမှာထိုင်မယ်ပေါ့ဗျာညာဘက်စကားလေးပါလေးပြောမယ်ပေါ့တကယ်ချင်းနေ ဟိုညဘကန်းချီရဲ့ဟို feeling ပေါ့ဗျာခံစားမယ်ဆိုတော့တော်တော့အပင်လေးသမင်အဲ့လိုပေါ့အပင်သမင်ရှိတယ်ပေါ့အဲ့ဒီအပင်အောက်မှာကျွန်တော်နေရာယူလိုက်တော့ပေါ့ဗျာထိုင်လိုက်ကြတာပေါ့ဗျာယောက်ျားလေးတွေပဲဆိုအခင်းတွေပါရညာတွေဘာမှပေါ့ဒီတိုင်းပဲမြေတဲပေါ်မှာပဲထိုင်တာပေါ့ဗျာအဲ့တော့တငယ်ချင်းကဘာပြောလဲဆိုတော့ဟေအောင်လေဟိုနာကြောက်ဆောင်ပေါ့တော့ထိုင်ကြအောင်လေကျွန်တော်ကျွန်တော်အရန်လေရလည်းအရန်ချမ်းတယ်ပေါ့အဲ့လိုကြောက်ဆောင်ရတာ ပင်လေရေကအဲ့ဒီမှာပင်လေရေကတော်တော်ကျနေရောဟိုးအောင်မှာပင်လေရေအဝေးကြီးမှာဟိုတောက်ဆောင်မှာတောက်ထိုင်ရတော့ရတယ်ပေါ့နော်အကောင်မလောင်နေကြိုက်ပါလိမ့်မယ်လို့တကယ်ကြီးမတော်ပါနဲ့ဆိုတော့မောကမင်းကလည်းလက်လာစမ်းပါလေရောက်သုံးရောက်ခိုက်သွားလေမင်းကလည်းတဲပေါ်မှာထိုင်နေရတာသက်ဆိုင်တောက်ဆောင်ပေါ်မှာထိုင်တာပို့ပြီးတော့တဘာဝကျတယ်ပင်လေကန်းချေရောက်တဲ့အရာတော့ဘယ်မှာကျွန်တော်တော့ထိုင်တော့ထိုင်နေတဲ့အချိန်မှာလေအဲ့ဒီတောက်ဆောင်ကနည်းနည်းကြီးတယ်ဗျ ကျွန်တော်လည်းကြောက်ဆောင်မကုတ်ကပ်ပြီးတော့တတ်ကြတာပေါ့ဗျာတယောက်ကိုအသွန်တင်ပြီးတော့နောက်တစ်ယောက်ကဆွဲတင်ပါလိမ့်မယ်အပေါ်ရောက်တော့ထိုင်လိုက်ကြတဲ့နေရာယူပြီးတော့အဲ့ဒီမှာငိုတန်ကြားတယ်ဗျာခလေးငိုတန်လေးဗျာဟာလေဟဲ့အောင်ခလေးငိုတန်ကြားတယ်လိုက်ရှာတော့အဲ့ဒီကြောက်ဆောင်ရဲ့ဂျားတဲ့မှာကျွန်တော်တို့တဲ့တော့နည်းနည်းနှိမ့်နေကြောက်ဆောင်ပါဟိုကျွန်တော်တို့ကအမြင့်ပေါ်ရောက်နေဗျာတော့တော်တော်လေးအောက်နေမှာခလေးတယောက်ပတ်လက်ခလေး ငိုနေတယ်ဗျာဟာကိုရကောင်းတဲ့ဘန်ကြီးွားတယ်ဟဲ့ဒီမှာကလေးလေးတယောက်ငိုနေတယ်ကွာကျွန်တော်တယောက်လေးတွေ့တော့မဟုတ်ဘူးတကယ်ကြီးလေးယောက်စလုံးတွေ့တယ်အဲ့နဲ့ဟဲ့တကယ်ဟိုတကယ်ကြီးတယောက်ကဟဲ့နဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဘလူးကလေးလည်းမသိဘူးနော်နောက်ရေတက်လာရင်ဒုက္ခရောက်လိမ့်မယ်တဲ့ငါတို့ခေါ်ရမယ်တဲ့ဟာငါတို့ခေါ်ရလို့တော့ကြောက်ပြဿနာဘာဒီကလေးကစကားပြောတဲ့အရွယ်မဟုတ်သေးဘူးပေါ့နော်အဲ့တော့ ငါတို့ကလေးခိုးလာတယ်လို့ထင်တာတယောက်နဲ့တယောက်အဲ့လိုတဘောပြောတော့ပြောနေပြီးတော့ကျွန်တော်တို့အဲ့ဒီဘောကနေပြီးတော့သူ့ဘက်ကိုကျွန်တော်တို့ဆင်းဖို့อ่ะအဆင်မပြေဘူးကကျွန်တော်တို့တဲဘောပြန်ဆင်းရမှာဗျတဲဘောပြန်ဆင်းယူမှာကျွန်တော်တို့ပတ်ပြီးမှာအဲ့ဒီကလေးရှိတဲ့အဘတ်ကျွန်တော်တို့သွားပြီးမှာပြန်တက်ရမှာဗျအဲ့တော့ကျွန်တော်တို့ဆင်းလိုက်ရဗျအဲ့ဒါကျွန်တော်ပြောပြမယ်ဗျအဲ့ဒီနေရာပဲနေရာလဲဆိုလေဟိုအဲ့ဒီ၆ဆောင်ရောက်ခွဲလူတွေတော်တော်များများတယ်အဲ့မှာဖျားလေးတခုရှိတဲ့၆ဆောင်နေသားမှာလေအဲ့အဲ့ဒီနားလေးမှာဗျ ဟဲ့ကျွန်တော်ပြန်ဆင်းတယ်ပြီးတော့ပြန်ပတ်ပြီးတော့မရှိတော့ဘူးလေအကလေးကဟာကျွန်တော်တောင်းရတာဟာဆော့ဆော့ဒီနေရာမှာရှိနေတာအခုဘယ်ရောက်သွားလဲပေါ့နော်ဟာဘေးပေါဝင်ရင်မှလည်းလူတွေမရှိဘူးကိုလေးလေးရောက်ပဲရှိတာအားရကိုလေးလည်းအာ short ရသွားတော့ဟာဘာဖြစ်သွားလဲပေါ့နော်ရုပ်ရည်ကြီးပေါ့နော်ကိုလေးအဲ့ဒီပေါ်ကနေပြီးတော့ပြန်ခုံဆင်းတဲ့အချိန်ထိကိုငိုတန်းကြားနေရတယ်ခုံဆင်းတဲ့အချိန်ထိကိုငိုတန်းကြားနေတယ်ပြီးတော့ ီဘက်ကိုပတ်ပြေးလာကြတဲ့အချိန်မှကြတော့မရှိတော့ဘူးကလေးကဟဲ့တကယ်ချင်းတော့အမတုံးတယ်ဟဲ့တက်ကြည့်ရလို့ရှိအောင်ရကလေးကဟာဘယ်ဟောလဲတော့တကယ်ချင်းနေကအေးဘာသာတကယ်လို့သူ့အမေမိဘတအုပ်တယောက်ယူသွားတယ်ဆိုရင်လည်းချက်ချင်းတိတ်ဆိတ်ပြီးတော့ပျောက်သွားမှမျိုးလည်းမဟုတ်ပဲအတန်တော့ကြားရမယ်ပဲလူတော့ရှိရမယ်လူလည်းတယောက်မှ မရှိဘူးဘာမှလည်းမရှိပဲနဲ့ခလင်းကိုယ်တန်လည်းမရှိဘူးခလေးလည်းမရှိဘူးဘာမှမရှိဘူး လုံးဝအပြောင်းအဲ့မှာလမ်းဖြန့်ပြီးတော့အကုန်လေးကောင်သားအဲ့ဒီကနေဟိုဘလိုပြောမလဲဆိုတော့ညဘက်ကန်းချေရဲ့အရသာခံစားမယ်ဆိုတဲ့စိတ်တွေပါအကုန်လုံးပျောက်ပြီးတော့လေးကောင်သားဟောတဲ့ကိုပြန်ပြေးတာဟောတဲ့ပြန်ပြေးရေမိုးချိုးရေမိုးချိုးပြီးတော့အဲ့တဲ့အဲ့ဒီဟိုတယ်ထဲမှာပဲအခန်းထဲမှာပဲအောင်းနေလိုက်တယ်အင်းဒီတညလုံးအဲတော်ပြီကွာမတော်တော့ဘူးကောနော်ဒီနေ့ည အဲ့ရှိတဲ့မုတ်လေးပဲစားတောက်ပြီးတော့ပဲအဲ့ဒီမှာပဲမတင်ပါနဲ့နေလိုက်တယ်ဆိုတော့အဲ့ဒါကိုလေးဘဝမှာကြုံခဲ့တဲ့ဖြစ်ရမယ်လေးတစ်ခုပေါ့နော်အဲ့တော့အဲ့ဒါကတော့မင်းစားလားဘာစားလားညာစားလားမသိဘူးသူလည်းအကောင့်တေးသေးလေးပဲခလေးလေးလိုပဲအဲကျွန်တော်တို့မြင်လိုက်တဲ့အချိန်မှာလဲဟိုအမောင်သေးမှဆိုတော့ဗျာကြောက်တုံးကြီးကလည်းမဲမဲကြီးဗျာသိတယ်မလားအဲ့ဒီ ကိုရီးယားအပေါ်မှာသူကအောက်မှာဗျအဲ့တော့ကာယကာယနဲ့ငင်းငင်းနဲ့ငူနေတဲ့အနေသားဆိုတော့ဒီကလေးလေးကဘာလဲတော့မသိဘူးအဲ့တော့ဖျားသခင်ပဲသိမယ်ဒီကိစ္စကိုဒါကတော့ကိုကိုရဲ့ဖြစ်ရမှန်လေးတခုကိုကိုငယ်လူငယ်ဘဝကကြုံတွေ့ခဲ့တဲ့ဖြစ်ရမှန်လေးတခုကိုရှယ်ရလေးလုပ်လိုက်တာပဲဖြစ်တယ်အားလုံးပဲ ညီကိုမော်သမားအားလုံးဘေးရန်ပေါင်းကင်းစင်ပြီးတော့နော်စိတ်သွားတိုင်းကိုပါပြီးတော့လိုရာဆန္ဒတွေပြေဝပါစေလို့ဆုတောင်းပေးပါတယ်ဗျာနော်အားလုံးပဲနောက်ဗီဒီယိုတွေမှာဆုံကြမယ်နော်ဘိုင်ဘိုင်